ဝင်းမောင်ရွှေကြီးနဲ့မတဲလို့မိုးဟိကိုကိုကြောညာငားရိုက်ခဲ့ပေမဲ့ဝင်းမောင်ရွှေကြီးလောက်မလာလို့လူပြောများတော့ရတဲ့နာမည်ကြီးရွှေဆိုင်ကြောညာ ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြောလဲကြိုဆိုလိုက်ပါတယ်လက်တလုံးလူမှုကွန်ရက်အစောမျက်နှာတွေထက်မှာဝိုင်းရင်မင်းသမီးကြီးမိုဟိကိုရဲ့ရွှေဆိုင်ကြောင်ညာပုံရိပ်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တန်တွေလောင်ပြောင်းတယောတန်တွေညံ့နေတာကိုအလုံးလဲမြင်တွေ့ရမှာပါတကယ်တော့ဒီကြောင်ညာရဲ့နောက်ကယ်မှာစီးပွားရေးအရာလက်တုံပြောင်းခြင်းသဘောတရားတွေပါဝင်နေပါတယ်အဆိုပါနာမည်ကြီးရွှေဆိုင်ဟာအရင်တုန်းကတော့ပရိသတ်ချစ်တော်ဝင်းမုံရွှေကြီးနဲ့လက်တွဲခဲ့တာပါအဲ့ဒီချိန်တုန်းကဝင်းမုံရွှေကြီးရဲ့ပုံရိပ်နဲ့ရွှေဆိုင်ရဲ့နာမည်ကဒုံတွဲပြီးတော့အောင်မြင်ခဲ့ပါတယ် ်ရွှေဆိုင်ဆိုရင်ဝင်းမုံရွှေကြီးဆိုပြီးတော့တောင်မှပြည်သက်တွေကဆွဲမှတ်ခဲ့တာပါဒါပေမဲ့ပြဿနာကဝင်းမုံရွှေဟာအဆိုပါရွှေဆိုင်နဲ့လက်တွဲနေပါလျက်တခြားသောပြိုင်ဘက်ရွှေဆိုင်ကြီးတစ်ဆိုင်ရဲ့ပွဲကိုတက်ရောက်ကြောင်းညာပေးခဲ့ရာကနေစတင်ခဲ့ပါတယ် တရချက်ကမူလရွှေဆိုင်ပန်းရှင်တွေကိုစိတ်ခုသွားစေပြီးတော့သူတို့နှစ်ဦးကြားကဆက်ဆံရေးကိုအဆုံးသတ်သွားစေခဲ့ပါတယ်။ဒီလိုမျိုးလမ်းခွဲပြီးတဲ့နောက်မှာရွှေဆိုင်ဘက်ကဝင်းမွန်ရွှေကြီးမရှိလဲဖြစ်တဲ့ဒီထက်တာတဲ့သူကိုခေါ်ပြမယ်ဆိုတော့မန်နဲ့ဝါရီမင်းသမီးကြီးမိုးဟီကိုကငားရမ်းခဲ့ပါတယ်။မိုးဟီကိုဆိုတာကလည်းဖက်ရှင်လောကရဲ့ဘယင်မအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တာကြောင့်ရွှေဆိုင်နေနဲ့ယုံကြည်မှုအပြည့်နဲ့ပွဲထုတ်ခဲ့တာပါ။ရွှေပိတ်တာချိန်ငားပိတ်တာလောက်ကိုထုတ်ပြီးပြီးတော့နိုင်ငံတကာဖက်ရှင်တွေနဲ့အကြီးအကျယ်ရိုက်ကူးခဲ့ပါ ါတယ်။ဒါပေမဲ့ရလက်ကတော့တလွဲစီဖြစ်သွားခဲ့ပါတယ်။ရွှေဆိုင်နေနဲ့ဝင်းမွန်ရွှေကိုမှတ်မိခိုးခြင်းလို့မိုးရီကိုလည်းအစားထိုးခဲ့ပေမဲ့ပရိသတ်ရဲ့တုံ့ပြန်မှုကဝင်းမွန်ရွှေကိုပြန်လည်တန်းတားနေစေဖြစ်ပါတယ်။မိုးရီကိုရဲ့ပုံစံကရွှေတဲတွေနဲ့တွဲလိုက်တဲ့အခါမှာအရန်ကိုလေးလံပြီးတော့တင်းမာလွန်နေပါတယ်။တတိမကြီးကရွှေတွေပြိပြီးတော့စိတ်ညစ်နေရဲ့မျက်နှာသားမျိုးဖြစ်နေလို့ပရိသတ်တွေကထောက်ပြကြပါတယ်။ဒီနေရာမှာစီးပွားရေးလုပ်ငန်းရှင်တွေတတိထားတဲ့အချက်ကကုန်ပစ္စည်းပုံရိပ်နဲ့ကိုက်ညီမှုပါပဲ။ပရိသတ်တွေကရွှေဆိုင်ရဲ့ပုံရိပ်ကို ော်ဝေမွန်ရှင်ရဲ့နူးညံ့တဲ့အလှချစ်စရာကောင်းတဲ့အပြုံးတွေနဲ့ တွဲမြင်ပြီးသားဖြစ်နေပါပြီအဲ့ဒီပုံရိပ်ကိုဖျက်ပစ်ပြီးတော့မိုးရီကိုလိုမကြောထမ်းမြက်တဲ့ပုံစံနဲ့ဆက်ချင်းအစားထိုးလိုက်တဲ့အခါမှာပရိသတ်ကအသားမကျဖြစ်ပြီးတော့ငင်းပယ်ခြင်းစိတ်ဖြစ်သွားတာပါ မိုးရီကိုကမလှတာမဟုတ်ပါဘူးပြင်စင်ချေတောင်းမှုအမှယွင်းတာနဲ့တင်ဆက်ပေါ်အယူအဆလွဲချော်မှုတွေကြောင့်ကြည်ရဆိုးသွားခဲ့တယ်လို့ပြောကြပါတယ်ရွှေဆိုင်နေနဲ့ပြိုင်ဘက်ကိုမဲပြီးတော့ဒေါသနဲ့တုံ့မြန်တာထက်ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ဘသူကအလိုက်ဖက်ဆုံးလဲဆိုတာဦးစားပေးစဉ်းစားခဲ့တဲ့နေဆိုတော့ဒီဖြစ်ရပ်ကသက်သေပြနေပါတယ်ဒီနေရာမှာ ိသက်တွေကဝင်းမုံရွှေကြီးရဲ့အာသာချက်ကိုပို့ပြီးတော့တတိထားမိလာကြတာဖြစ်ပါတယ်။ဝင်းမုံရွှေကရွှေဘလောက်ပဲမြများသူမရဲ့ချိုးသားတဲ့အပြုံဝင်းပါတဲ့အသားရည်နဲ့နူးညံ့ချိုးသားအောင်ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။သူမဝင်းလိုက်ရင်ရွှေကပိုတောက်ပပြီးဝေးခြင်းစရာဖြစ်သွားပါတယ်။မိုးဟီကိုကြတော့အစင်းမြင့်ဖက်ရှင်နဲ့စိန်ကြောညာတွေမှာသာဘယင်မဖြစ်ပေမဲ့ရိုးရဆန်တဲ့ရွှေတွေနဲ့ကြတော့အနှင်းငယ်စိမ့်နေတယ်လို့ခံစားရပါတယ်။တဟာရွှေဆိုင်ပန်းရှင်တွေအတွက်သင်ငန်းစာတစ်ခုပါစိတ်ဆိုးလို့လူစားလဲလိုက်ပေမဲ့ဈေးကွက်နဲ့ကညီမ ှုကိုမေ့လျော့ခဲ့ခြင်းရဲ့ရလဒ်ပေါင်းပြိုင်ဘက်ကိုနိုင်ကျင်တဲ့စိန်နဲ့အပြောင်းလဲလုပ်ခဲ့ပေမဲ့လော်ဒ်မှာတော့ပြိသက်ကမူလလှဟောင်းဝင်းမုံရွှေကိုပို့ပြီးတော့သဘောကျနေစဉ်ဆိုတာလက်ခံလိုက်ရတယ်လို့ဖြစ်သွားပါတယ်။အနည်းချုပ်ရရင်တော့ဒီကြောင်ညာအစီအစဉ်ကငွေကုန်ကြီးချအများပေမဲ့မျောမန်းတဲ့လောက်အရာမထင်ခဲ့ဘူးလို့ဆိုကြတာပါ။ ရွှေစံနေနဲ့မိုးဟီကိုရဲ့အရှိန်အဝါကိုအတုံးချခဲ့ခြင်းပေမဲ့ဝင်းမုံရွှေရဲ့ဆွဲဆောင်မှုကိုတော့စားထုတ်ဖို့ခက်ခဲနေသေးပါပဲ။ကေဘရိတ်သက်ကြီးရဲ့ DPF ပေါ်မှာဘလို့မြင်ကြလဲ။ရွှေစံကြောင်ညာမှာဝင်းမုံရွှေနဲ့မိုးဟီကိုဘသူကပူပြီးတော့လိုက်ဖက်တယ်လို့ထင်လဲ။ပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။